မြန်မာနိုင်ငံရဲ့ဘောလုံးဖွဲ့ချုပ်ဦးထားလေးဖြစ်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးနံပါတ်3တတိကြီးလေးဖြစ်တဲ့ဦးစစောကတော့သူ့ရဲ့မွေးစားသားလူချစ်ခင်ရရဝါယူကိုနိုင်ကို တွေးနိုင်ခဲ့တဲ့မမောင်လွင်ကိုတိမ်ပေါင်းတောင်းကြီးစုချီးမြက်လိုက်ပြီလေးဖြစ်ပါ ರಿ မမောင်လေးဟာမြန်မာနိုင်ငံမှာဘယ်သူမှမလုံနိုင်တဲ့စံချိန်မျိုးကိုတကယ်ကိုချူပြလိုက်တာပါအခုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်းမမောင်လွင်ကိုတိမ်တထောင်စုချီးမြက်လိုက်တယ်ပေါ့ဗျာဒါမဲ့တစ်ဖက်မှာ ဦးစစောကတော့မောင်မောင်လင်းကိုဒေါ်လာ5သိန်းစုချင်းမြင့်လိုက်တယ်လို့ဆိုတယ်နော်ဆိုတော့ဒေါ်လာ5သိန်းဆိုရင်မြန်မာငွေစည်းနဲ့တော့တွက်တာကြည့်လိုက်တော့နော်ဘိန်းပေါင်းတောင်းကြည့်ရှိပါတယ်ဒေါ်လာ5သိန်းဆိုတာမျိုးကဦးစစောအတွက်ဘာမှမပြောပါတော့ပါဘူးနော်သူဟာဒေါ်လာ6ဘီလီယံကျော်ပါချမ်းသာတာပါနော်မီလီယံနာတော့မဟုတ်ဘူးဘီလီယံနာဖြစ်ပါတယ်ဆိုတော့မောင်မောင်လင်းသာအာဆနယ်အသင်းလူမျိုးကိုနော်အသင်းမျိုးကိုပေါ့နော်ဘူးတွင်းမယ်ဆိုအခုလိုမျိုးအဆုချခြင်းခံရမှာမဟုတ်ဘူးအခုက မာယူအသင်းဖြစ်နေတာဗျမာယူအသင်းကိုမြန်မာနိုင်ငံမှာကလီကာစာခွေးကစာအားပေးကြတာဗျဆိုတော့မာယူမှမာယူဖြစ်နေကြတဲ့အချိန်မှာမာယူအသင်းကိုနော်စန်းချင်းသင်းအနိုင်ကိုတွင်းပြလိုက်တဲ့မမောင်လင်ကိုတနိုင်ကလုံးကတတိတွေကစူးချီးမြစ်ချင်နေကြပြီဖြစ်ပါတယ်နော်ဆိုတော့ခုပြောဆိုနေကြပြီအာဥစစောကတော့မမောင်လင်ကိုပေါ့နော်ပတ်စံဒေါ်လာ5သိန်းနော်ပေးလိုက်တဲ့အပြင်ကောင်မှသမီးနဲ့မှပေးစားမယ်ဆိုပြီးတော့တတိတွေကတော့ရှောက်ကြီးနေကြတယ်နော် ိုလာမိုလာတော့မသိဘူးမမောင်လင်ကတော့အရင်ကမိမရှိခဲ့တယ်မိမနဲ့ရှုပ်ရှင်းရှိပြီးတော့เนาะရိုကလေးတယောက်တော့ရခဲ့တယ်ပေါ့เนาะနောက်ပိုင်းမှာတော့အမိမနဲ့တရားဆွတ်ဆုံမှုဘာညာရှိပြီးတော့เนาะပြစေသွားတော့တွေ့ရတယ်အခုတော့ဥစစော်ကတော့သူတမီနဲ့ပေးစားမလားပေးစားလားဆိုတော့ကျွန်တော်မသိဘူးဥစစော်ရဲ့တမီလေးကတော့ကျွန်တော်တို့အသက်25နှစ်လေးပဲရှိပါသေးတယ်ဥစစော်မှာသားနဲ့တမီနှစ်ယောက်ပဲထွန်းထားခဲ့တယ်အဲ့ဒီအဲမှာမှာတမီလေးကပေါ့เนาะကျွန်တော်တို့အသက်25နှစ်ရှိပြီတော်တော်လေးလေးချောပါတယ်ဒါကတော့သူတို့အပိုင်းပဲเนาะ အာဆိုတော့အခုမော်မော်လင်ကတော့တကယ်ကိုဘွားပြောင်းလဲသွားပြီအာလိမ်မောင်းတောင်းကြီးဒေါ်လာ1 million ထက်မှချမ်းသာသွားရည်နေထားမှရှိသွားပြီဆိုတော့တနိုင်ငံလုံးကလေအရင်ရန်ကုန်မှာအားရနေကြပြီဖြစ်တယ်မမောင်းလေးရဲ့နော်ကျွန်တော်ဘွားကတော့မယူကိုအတွင်းပြလိုက်တဲ့နောက်ပိုင်းမှာတော့လုံးဝကိုပြောင်းလဲသွားပြီနော်